ဟယ်လိုအားလုံးမင်္ဂလာပါရှင် မေလီရဲ့ဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဒူရင်တီးတွေအရန်ပေါ်နေတဲ့ချိန်ဆိုတော့ပေါ့နော်ဒူရင်တီးခိတ်မုံလေးလှုပ်ရှားပြလို့လုံနီလေးကိုလမ်းမြဝေးပေးပါတယ်ရှင်ဒါကတော့ဒူရင်တီးအိမ်တီးပေါ့နော်သူကကြတော့အသားနဲတယ်ကြီးကြီးတယ်ဒါပေမဲ့သူ့ရဲ့အရာတာကခြုံပြီးတော့ပိုပြီးမှွေပြီးစားကောင်းပါတယ်ဒူရင်တီးကတော့ကိုကြိုက်တဲ့မျိုးစားကိုသုံးလို့ရတာပေါ့နော်ပြီးရင်တော့မိကအစိနဲ့အသားကိုဒီလိုမျိုးလေးခွဲထားပေးလိုက်ပါတယ် သူ့ရဲ့အသားကြတော့ပေါ့နော်ဒီတူရင်းကြီးလေးကအရန်ကိုချိုပါတယ်ဒါပေမဲ့သူကအစီကြီးတယ်ပေါ့နော်ဈေးနှုန်းကကြတော့ဈေးတော်တဲ့အထဲမှာပါတယ်ပေါ့နော်ကဲတူရင်းကြီးလေးတွေအဲ့လိုမျိုးစိနဲ့အသားကိုခွဲထုတ်ပြီးတွားရင်သူ့ရဲ့အသားလေးတွေကို mask ပုံစံမျိုးလေးခြေထားပြလိုက်ပါမယ်သားကြီးကြေမမသွားတောင်ပေါ့နော်လုံးဝပျော်သွားတဲ့တိတူကိုခြေပြလိုက်ပါမယ်ပြီးရင်တော့ခိတ်လောက်ရန်အတွက်မုန်းနဲ့ဆက်ပါမယ်ခိတ်လောက်တဲ့ဂျုံမုန်းကိုထမင်းစားစွန်း လေးစွန်းစာထည့်ပေးလိုက်ပါမယ်ပြီးရင်တော့တခြားသမင်းစားစွန်းတစ်စွန်းနဲ့စာအနှဲ့ငယ်ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကြုပ်သလုံးတို့ကိုထည့်ပြီးတော့အားလုံးကိုနှံ့သွားအောင်မှုသွားပေးလိုက်ပါမယ်အလုံးနှက်သွားပြီဆိုရင်တော့နွားနို200မီလီလီတာလောက်ကိုထည့်ပေးလိုက်ပါမယ်။အနေငယ်ကြီးစီထည့်မှုမှာပေါ့နော်။ပြီးရင်တော့မုံသားလေးတွေပျော်လာပြီဆိုမှမိကထောပန်လက်ဖက်ရည်စွန်းနှစ်စွန်းစာလောက်ထည့်ပေးလိုက်ပါရစေ။ပြီးရင်တော့ကြံနေတဲ့ ဝါနှုတ်လေးတွေကိုအကုန်လုံးထည့်ပြီးတော့အားလုံးနှံ့သွားအောင်သူ့ကိုမှွေထားပေးလိုက်ပါတယ်ရှင်ကဲမုံသားလေးတွေနှံ့သွားပြီဆိုရင်တော့မုံသားလေးလှသွားအောင်သံဃာလေးနဲ့စစ်ချပေးလိုက်ပါမယ် ကြံနေတဲ့အစီလေးတွေကိုမိကဒီလိုမျိုးလေးပေါ့နော်စကားလေးနဲ့တခြားစစ်ချပေးလိုက်ပါတယ်ပြီးရင်တော့ဒါလေးကတော့အာဖူကာလာလေးပေါ့နော်သူ့ကိုအဝါရောင်လေးအနဲ့ငယ်ထည့်ပေးထားလိုက်ပါတယ်အရောင်လေးလှတော့အောင်လို့ပေါ့နော်တကယ်လို့မရှိရင်လည်းမထည့်လို့ရပါတယ်ရှင်အားလုံးကိုနှံ့သွားအောင်သဖန်ပြန်ပြီးတော့မှုထားပေးလိုက်ပါမယ်ကဲမုံသားလေးကအားလုံးနှံ့သွားပြီးရလာပြီဆိုရင်တော့သူ့ကိုခဏလောက်နှက်ထားပေးမယ်ပြီးရင်တော့သူ့နဲ့စားဖို့ခရင်ရိုက်ပါမယ် ခရင်ရိုက်ဖို့အတွက်ခရင်200မီလီလီတာလောက်ကိုစတီးစလုံးနဲ့ကိုထည့်ပေးလိုက်ပါမယ်။သူရိုက်မဲ့စလုံးရဲ့အောက်မှာကြတော့မီလီလိုရေခဲရေလေးပြင်ထားပေးရမှာဖြစ်ပါတယ်။ဒါမှဒီရိုက်တဲ့စလုံးကအေးနေမှာဒီခရင်ကဖြစ်မှာဖြစ်ပါတယ်။ခရင်ကိုကြတော့စိတ်ရှိရှိလေးနဲ့ရိုက်သွားပြရမှာဖြစ်ပါတယ်။သူကကြတော့ဖြစ်တာကြတော့ကြာတာပေါ့နော်။အနည်းဆုံးသူ့ကိုမိနစ်30မိနစ်20လောက်ရိုက်ခဲ့ရပါတယ်။ ရရင်ရရင်နဲ့ဒီလိုမျိုးလေခရင်လေးကခဲလာပြီဆိုရင်တော့မေလေးတို့ခရင်ရတော့ရပါပြီ။ပြီးရင်တော့မေကသူ့ကိုအေးခံထဲမှာအေးခံထားပေးလိုက်ပါတယ်။ ပြီးရင်တော့မီလေးတို့မုံပြားလေးဆလုပ်ပေးလိုက်ပါမယ်။အိုးအရင်ပူအောင်တဲပါမယ်။အိုးပူလာပြီဆိုမှထော့ပတ်လေးတွေနှက်သွားအောင်တုတ်ပေးလိုက်ပါမယ်။ပြီးရင်တော့အစောကလှုပ်ထားတဲ့မုံနှင်ရည်လေးကိုမှွေပြီးတော့မီလေးတို့သူ့ကိုအိုးထဲထည့်ပြီးတော့တည်သွားပေးလိုက်ပါမယ်ရှင်။မုံသားကိုကြတော့အရန်ကြီးမထူရဘူးပေါ့နော်။အရန်ကြီးလည်းမပါရဘူး။အတင့်တင့်လောက်လေးလှုပ်ပေးရမှာဖြစ်ပါတယ်။ ကဲဒီလိုမျိုးလေးမုံသားလေးတွေညီသွားပြီဆိုရင်တော့အုပ်ဖုံးလေးအုပ်ပြီးတော့3မိနစ်လောက်ပေါ့နော်သူ့ကိုချက်ထားပေးလိုက်ပါတယ်3မိနစ်လောက်ဆိုရင်တော့သူ့ဟာမုံသားလေးရဒီလိုမျိုးလေးကြက်လာပြီပေါ့နော်ဒါဆိုရင်တော့ပကံတစ်လုံးနဲ့ကိုပြောင်းထည့်ပေးလိုက်ပါမယ်မုံလုံးတဲ့အချိန်မှာမိလေးတို့မီးမပြင်းရပါဘူးနော်မီးအေးအေးနဲ့ချက်ပေးရမှာဖြစ်ပါတယ်တန်နေတဲ့မုံလေးတွေကိုလည်းမိကဒီတိုင်းလေးပဲလှုပ်သွားပေးလိုက်ပါတယ်ရှင် ဒီမုံလုံးလေးကအရန်ကိုလွယ်ကူပါတယ်ပြီးတော့ကလေးရောလူကြီးရောအရန်ကြိုက်တဲ့မုံလေးပဲဖြစ်ပါတယ်သူကဒွင်းနီနမှုမှုလေးနဲ့ပေါ့နော်ပုံလေးကအီအီလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ဆိုင်နေမှာဝယ်စားမယ်ဆိုရင်လေသူကဈေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့ကိုကိုတိုင်းအိမ်မှာလှုပ်စားတော့ အများကြီးလဲရတယ်ပြီးတော့ကိုကြိုက်တဲ့ပုံစံတိုင်းလေးစိတ်ကြိုက်လဲလှုပ်ရှားလို့ရတယ်ပေါ့နော်ကဲခုဆိုရင်တော့မီလီတို့မုံလေးတွေရပါပြီမုံရပြီဆိုရင်တော့ခိဆားလှုပ်ပြလိုက်ပါမယ်မုံပြားတစ်ချက်ပေါ်မှာစွန်နာကလှုပ်ထားတဲ့ဒူရင်ဒီလေးထည့်ပြလိုက်ပါမယ်ပြီးရင်တော့အစောကရိုက်ထားပေးတဲ့ခရင်လေးကိုထည့်ပြလိုက်ပါမယ်မိမိကအီတာမကြိုက်ဘူးဆိုရင်တော့ဒီခရင်ကို short ထည့်ပြနိုင်ပါတယ်ပြီးပြီဆိုရင်တော့မုံသားလေးရဲ့ဘေးနှခမ်းသားလေးတွေကိုဒီလိုလေးခောက်ပြလိုက်ပါမယ်ဗီဒီယိုထဲမှာလှုပ်ပြထားတဲ့အတိုင်းလေးပေါ့နော် ကဲခုဆိုရင်တော့ဆရာကောင်းပြီးစားလို့အရန်ကောင်းတယ်မေလီတို့ခိတ်လေးတစ်လုံးအရောရပါပြီ။ကြံနေတဲ့ခိတ်ကလေးတွေကိုလည်းမေကဒီတိုင်းလေးပဲလှုပ်ထားပြလိုက်ပါရစေ။ဒီနေရာမှာမိမိကကြာတော့ပေါ့နော်ဒီခရင်ရရရတာမလွယ်ဘူးမရှိဘူးဆိုရင်ဒီမုံပြားလေးနဲ့ပြီးတော့ဒူရင်ဒီအနှစ်ကလေးနဲ့ပေါ့နော်စားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ ကဲခုဆိုရင်တော့လောရလွယ်ကူပြီးစားလို့အရန်ကောင်းတဲ့ 20k ကလေးကတော့စားဖို့စဉ်းစားဖြစ်ပါပြီရှင်။အကြိုက်ချင်းသူတွေအတွက်လိုက်လို့စားလို့ရအောင်မင်းလေးကဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။မင်းလေးရဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။